ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများချူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဦးဝင်းစုံတက်တော့မှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှ22ရက်နေ့အထိတပတ်စာကျမ်းပြုဟောစာကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနဲ့ကြည့်ရအောင်။တောင်းဆိုပါရစေ။အစ်တတင်တိုင်းတည်အောင်လဲဘိနာခေါင်းလုံးလေးကိုလည်း ်နှိပ်ထားပေးရဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတပတ်စာဟောစတယ်အလုပ်သိရမယ်အလုပ်သိအတွက်အင်တာဗျူးဝင်ရမယ်အောင်မြင်မယ်စံကန်းအသစ်ဖွင့်ခြင်းလုပ်ငန်းသစ်လှုပ်ခြင်းများပြုလုပ်ရမယ်အိမ်ပြောင်းရမယ်ဒါမှမဟုတ်အိမ်သစ်တက်ရမယ်အမှုရှိပါကထုံမှုအတွက်သတင်းကောင်းကြားရမယ်ကျွေးကိစ္စအတွက်ရင်အေးရမယ်စံကယ်အသစ်ဝင်မယ်ကျမ်းမာရေးကတော့သွားနာသွားကြိုက်ဖြစ်တတ်တယ်ပညာရေးမှာကံကောင်းနေပါတယ်စာမေးဝဲဖြေဆိုထားတာမျိုးရှိပါကအောင်မြင်မယ်အခြေအနေနဲ့အိမ်တော်ကြီးတာယာပါတယ်ကံကောင်းနေသောကရမ်းများမှာနှစ်လေးရှိ ဲ့ကဏ္ဍများဖြစ်ပါတယ်ရရရတနင်္ဂနွေနေ့မှာနေဖျားចောင်းဆောင်မှာစွန့်သုံးပွဲပေါ်မှာစီစံစားဖြူပြီးကတ်လို့ပါတနင်္ဂနွေသားသမီးများအားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်ညဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကတွေကိုဗီဒီယိုများဆွံ့နှွေးတိုင်ပဲလို့ပါကမင်းနေခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မြင်များနိုင်ပါတယ် တနင်္လာအသားသမီးများတွင်တပတ်စာဟော့စတယ်ဝန်ထမ်းပြပါကလစာတိုးယာရူတိုးတရင်ကြာရမယ်နိုင်ငံခြားသူအလုတ်လန့်လျှောက်ထားပါကဒါမှမဟုတ်နိုင်ငံခြားမှာအလုတ်ရှာနေပါက အလုတ်ရမယ်နိုင်ငံခြားသွားဖို့အတွက်အခွင့်အလမ်းပေါ်မယ်စေယုံတို့လူနာမေးသွားရမယ်မိခင်တို့ကောင်းပါတယ်ခပိုက်နိုင်တကုတ်ကိုခံရမယ်ဝင်ဝင်ကောင်းမယ်ရရင်ရှိသောငွေများဝင်မယ်အိမ်အိမ်ကန်တိုက်ခန်းကွန်းတို့ကန်အယောင်းဝယ်ဖြစ်မယ်ကျမကြီးကတော့စီယောကဖြစ်မယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်အခြေရေးမှာချစ်သူဟော င်းဒုက္ခပေးတတ်ပါတယ်။အိမ်တော်ကြီးမှလည်းตายရပါတယ်။ခေါင်းဆောင်သောကဏ္ဍများမှာ6 9 9ကဏ္ဍများဖြစ်ပါတယ်။ရရရတနင်္လာနေ့မှာတဝိုးကြီးဖျားတနင်္လာထောင်မှာငွေတိနယ်လက်တယ်လို့ပါ။တနင်္လာသားသမီးများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။တနင်္လာသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမြန်ဆွေးနွေးတိုင်မယ်လို့ပါကမင်းနေကမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မြန်နိုင်ပါတယ်။ အင်္ဂါအသားသမီးများတွေတပတ်စာဟောစတဲ့နိုင်ငံခြားတန်ရုံတုံးမှာဗီဇာတင်ထားပါကဗီဇာရမယ်ဝန်ထမ်းပြပါကလုပ်ငန်းခွင်မှာပြဿနာအနေငယ်ပေါ်မယ်တို့ရသွင်းစိုးရင်စရာတော့မလိုပါရွှေလုပ်ငန်းရွှေရောင်းဝယ်လုပ်ငန်းကျဆင့်မယ်ပေပြောင်းနှံကော်ပိုရိတ်နှံရောင်းဝယ်ရေးမှာဈေးကောင်းရမယ်အိန္ဒိယအရွှေပြောင်းပေါ်မယ်ဒါမှမဟုတ်အိမ်သစ်တက်ရမယ်ပြောင်းနေသောပစ္စည်းပြန်တွေ့မယ်ဂျမားရေးကတော့အစာအိမ်ရောင်းမယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်အချွေရေးမှာတာယာပါတယ်အိမ်တော်ရေးမှာလည်းအဆင်ပြေပါတယ်ကံကောင်းသော ဏန်းများမှာ369ဂဏန်းများဖြစ်ပါတယ်ရရရအင်္ဂါနေ့မှာနေအင်းဖျားကြောင်းဆောင်မှာစပိန်ငါကုန်ကတ်လိုပါအင်္ဂါသားသမီးများအားလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကုန်းကျူးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မေဆွေရကကတွေကိုဗီဒီယိုများဆွေးနွေးတာပဲလိုပါကမင်းနေကမိုဘိုင်းအပီပီတွင်ပင်တိုက်ရိုက်မြင်များနိုင်ပါတယ် ဘူရိုသားသမီးများတွေတပတ်စာဟော့စတယ်ဝင်ဝင်ကောင်းမယ်ယင်းနီးမြုံနှံမှုအစ်စ်ပြုလို့ရမယ်ဆက်တူရှယ်ယာလုပ်ငန်းပေါ်မယ်ဆက်တူရှယ်ယာလုပ်ငန်းများလှူထားပါကအကျိုးမြတ်များရရှိမယ်ညီရောင်းဝယ်ဖြစ်မယ်မော်တော်ဆိုင်ကယ်အတွက်ငွေကုန်မယ်တယ်လီဖုန်းအစ်စ်ဝယ်မယ်ဘာသာရေးကိစ္စများကိုဆောင်ရွက်ရလိမ့်မယ်ကျမကြီးကတော့ခြေတော့နာမယ်ပညာရေးကတော့အောင်မြင်မှုများရရှိမယ်အခြေရေးမှာကံကောင်းပါတယ်ချစ်သူထားမှလက်ဆောင်ရမယ်အိမ်တော်ကြီးမှလည်းတာယာပါတယ်ကံကောင်းသောကဏ္ဍများမှာ2-3ကဏ္ဍများဖြစ်ပါတယ်ရရရ ုရုနေမှာတခိုးကြီးပြားဘုရုတောင်မှာရွှေချင်းလေးလည်းကဲ့လို့ပါဘုရုသားသမီးများလုံးကိုစိတ်နှပြကြမှန်ချမ်းသာကြပြီးကောင်းကျိုးဆန္ဒများပုံမရရှိကြပါစေဘုရုသားသမီးများတွေတိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကံကံတွေကိုဗီဒီယိုမြင်းများဆွေးနွေးတင်ပြလိုပါကမင်းနိုင်ခမိုဘိုင်းအပီပီတွင်ဗီဒီယိုတိုင်းရဲ့မြင်းများနိုင်ပါတယ် ဂျာနာရီသားသမီးများတွေတပတ်စာဟော့စတယ်လုပ်ငန်းတင်းလှုပ်ခြင်းစိုင်းသစ်ပွင့်ခြင်းပြုလုပ်ရလိမ့်မယ်အလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမယ် အောင်မြင်မယ်အမွေခွဲဝေခြင်းကိစ္စအောင်မြင်စွာပြုလုပ်နိုင်မယ်မော်တော်ကားအယောင်းဝယ်ဖြစ်မယ်ဆွေမျိုးတူဦးရဲ့ကျန်းမာရေးကိစ္စကိုကူညီရမယ်လူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများကိုအောင်မြင်စွာပြုလုပ်နိုင်မယ်ကျန်းမာရေးကတော့ကိုယ်နဲ့အင်္ဂါများရာရန်သောဝေဒနာဖြစ်တတ်ပါတယ်ပညာရေးအတွက်တရင်ကောင်းကြားရမယ်အခြေအမှချစ်သူနှိုးချမ်းအနောက်ရှယ်ပေါ်မယ်အိမ်တော်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောကဏ္ဍများမှာ368ကဏ္ဍများဖြစ်ပါတယ်ရရရကြာတာပရိနေမှာနေအိမ်ဖျားကြောက်ဆောင်ပါဘေးချုံငါးကိုကတ်လို့ပါကြာ ာရီသားသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဂျာသာရီသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်ဝေပြီးခဲ့နော်။မိတ်ဆွေတို့ရဲ့ခံခဲ့တွေကိုဗီဒီယိုမင်းများဆွန့်လွှဲတိုင်မြေလိုပါကမင်းနေကမိုဘိုင်း APP တွင်ဗီဒီယိုထည့်ရမင်းများနိုင်ပါတယ်။ တောက်ချန်သားသမီးများတွေတပတ်စာဝေါ်စတန်ဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရာပြောင်းရမယ်နိုင်ငံခြားခီးအတွေ့တရင်ကောင်းကြရမယ်ကြောင်မြန်နာရောင်းဝယ်ကောင်းမယ်လေယာဉ်လုပ်ငန်းသုံးစက်ပစ္စည်းဝယ်မယ်အလူဒါနာပြုလို့ရမယ်ကြွေးကိစ္စအတွေ့ရင်းရင်းရမယ်အမှုပညာရှင်တို့ဖြစ်ပါကအမှုပညာအသစ်များဖန်တီးနိုင်မယ်ကျမကြီးကတော့ရင်းညွန့်သို့မဟုတ်ကြောပတ်အောင်မယ်ပညာရေးမှာအလွန်ကောင်းပါတယ်နိုင်ငံခြားသူကြုံသွားတက်ရမယ် အချိန်မှာချစ်သူနှုတ်ကြပြများမယ်အိမ်တော်ကြီးမှာလည်းအိမ်တော်ဘက်နယ်စကားများရမယ်ကောင်းကောင်းသောကဏ္ဍများမှာ969ကဏ္ဍများဖြစ်ပါတယ်ရဲရဲရတောက်ကြနေမှာနေဖျားចောင်းဆောင်မှာတတိချောင်းလုံးကတ်လိုပါတောက်ကြသားသမီးများလုံးကိုစိတ်နှဖျားချမ်းမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများဖို့မရရှိကြပါစေတောက်ကြသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကံကြံတွေကိုဖေးရင်မြင်းများဆွေးနွေးတိုင်ပင်လိုပါကမင်းနိုင်ကမိုဘိုင်း APP တွင်ဖေးရင် တိုက်ရိုက်မင်းမြန်းနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတန်နိုင်ငံခြားသူအလုတ်လန်းလျှောက်ထားပါကဒါမှမဟုတ်နိုင်ငံခြားမှာအလုတ်လျှောက်ထားပါက အလုတ်ရမယ်အဖိုတန်တယ်လီဖုန်းဝင်မယ်ကျေးဇူးရှင်တဦးကိုကျေးဇူးဆက်ခွင့်ရမယ်နိုင်ငံခြားမှာငွေဝင်မယ်ဒါမှမဟုတ်နိုင်ငံခြားငွေဝင်မယ်မော်တော်ဆိုင်ကအယောင်းဝယ်ဖြစ်မယ်ထွက်ထားသောရွှေပြန်ဝင်လာမယ်ဂျမားအေးကတော့ချောင်းဆိုးတက်ပါတယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်အခြေအနေနဲ့အိမ်တော်ရင်းတာယာပါတယ်ကံကောင်းသောကဏ္ဍများမှာ၄ခုနှစ်ရှိကဏ္ဍများဖြစ်ပါတယ်ရေရေစနေနေ့မှာတကိုးကြီးပြား စနေတော့မှာမြေစာကိုညွင့်အုံကိုညွင့်ကျွလောက်ကိုညွင့်ကတ်လို့ပါစနေစားသမီးများတော့ကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေစနေစားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မင်းဆွေတို့ရဲ့ကကတွေကိုပေးမင်းများဆွေးနွေးတိုင်မယ်လို့ပါကမင်းသင်ကမိုဘိုင်း APP တွင် ပေးနေတိုက်ရိုက်မင်းများနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမရိုရာဘီရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုရာဘီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်